ရှင်နှချောင်းပြူကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်တင်ဆက်ပေးမှာကတော့ရှင်နှချောင်းမြို့ကုံဆောင်တိပိတကဆောင်ကြောက်စာယုံတော်ကြီးအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာကြောက်စာယုံတော်ကြီးကိုရှင်နှချောင်းမြို့မြို့မမြောက်တိုင်းနဲ့ပုံနာကုန်းရက်ွက်အတွင်းမှာရှိတဲ့ညီအေကာတိတသမ689ဧကကျဲဝန်းနဲ့ယရနာဂီရီတောင်တော်ဦးနေရာမှာတက္ကရ1290ပြည့်နှစ် ခရစ်နှစ်1908ခုနှစ်မှာစတင်ပြီးတည်ဆောက်ခဲ့ပါတယ်။တောင်တော်ရဲ့အထက်ဆုံးနေရာမှာတော့ဝီနီပီတကတ်တိုက်တတိုက်ဒုတိယတောင်တော်အလဲမှာတော့အဘိဓမ္မာပီတကတ်တိုက်နှစ်တိုက်နဲ့အောက်ဆုံးတောင်ကျေးရင်းမှာတော့တုတ်တန်ပီတကတ်တိုက်နှစ်တိုက် စုစုပေါင်းပီတကတ်တိုက်၅တိုက်တီတီကို အထက်အလဲအောက်အစဉ်အတိုင်းရန္နာဂီရီတောင်တော်ကြီးမှာထေဝါဝင်ကြွားစွာတည်ထားပူဇော်ခဲ့ပါတယ်။ တည်ထားတဲ့ပုံစံမှာလဲဇေဒီပုံစံဒါမှမဟုတ်ထရီဂန်ပုံစံတည်ထားပြီး အပေါ်ဆုံးနေရာမှာဝီနီပီကတ်တော်တိုက်ကိုအချောက်ချက်ရေး134ချက်နဲ့တည်ထားပူဇော်ထားပြီးအလဲမှာတော့အပိဓမာပီကတ်တိုက်တော်နှစ်တိုက်ကိုလက်ဝဲလက်ရာရှင်ကတည်ထားပူဇော်ထားပါတယ်လက်ဝဲတိုက်မှာတော့ပီကတ်ကြောက်စာချက်ရေး100ချက်လက်ရာတိုက်မှာတော့ပီကတ်ကြောက်စာချက်ရေး122ချက်တည်ထားပူဇော်ထားပြီး တောင်ချိန်မှာတော့တုတ်တံပိရိကတိုင်နှစ်တိုက်ကိုလက်ဝဲလက်ရာရှင်ကတည်ထားပူဇော်ထားပါတယ်။လက်ဝဲဘက်မှာတော့ပိရိကကြောက်စာချက်ရေး60ချက်လက်ရာဘက်မှာတော့ပိရိကကြောက်စာချက်ရေး64ချက်စုစုပေါင်းပိရိကတိုင်9တိုက်မှာတုတ်ဝိနီးနဲ့အဘိဓမ္မာပိရိကကြောက်စာချက်ရေးစုစုပေါင်း450ချက်ကိုပိရိက3ပုံကြောက်တဲ့အခရာရေးထွင်းပူဇော်ခဲ့ပါတယ်။ ဓမ္မဌာနကုသိုလ်ပြုတဲ့အလှူဒါယကာကတော့တွင်ယိုတွင်သာတထေကြီးဥတာကံပါရမီဖြည့်ပတ်ဖြစ်တဲ့အလှူဒါယကာမှဒေါခင်တင်ခေါ်ဒေါခင်လေးတို့မိသားစုမှအဲ့ဒီခေအဲ့ဒီအခါတုန်းကငွေရင်းကငါးရင်းအကုန်ကြခံပြီးတော့လှူဒန်းခဲ့ကြအောင်မှတ်သားသိရှိခဲ့ရပါတယ်ပထမဆုံးဝီနီပိရိကတိုက်ဘိက္ခုပါမောက်ပါဠိတော်ကြောက်ချက်ရေးကို1284ခုတစားမုံလာပြည့်ကျော်14ရက်နေ့မှာရေးကူးပြီးတယ်လို့ပါရှိပြီး တုတ်တံပိဋကတိုက်ဖြစ်တဲ့အရှိဘတ်တိုက်ရဲ့ပါဠိကျောက်စာတွေဖြစ်တဲ့ဒတ္တကိန်ဂုတ္တရာကျောက်စာကို1289ခုနှစ်မှာရေးထိုးပြီးတယ်လို့တွေ့ရပါတယ်။ရေတံချောင်းမြို့ပိဋကတ်သုံးပုံရဲ့ဓမ္မစရီကျောက်စာတော်များတီထားကိုးွယ်မှုဟာတီဆောက်ရေးလုပ်ငန်းတွေစတင်တဲ့ခုနှစ်ကနေစပြီးရေတွက်ရင်တော့ဆောက်လုပ်ရေးတပ်တန်းဟာ18နှစ်ကြာပြီးယခုအခါမှာတော့တပ်တန်းအဖြစ်နှစ်100ကျော်နေပြီဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဗီဒီယိုလေးကိုအခုလိုအစားဆုံးကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ရှင်နှချောင်းဖြူရဲ့ admin လွှမ်းဝေအောင်ရှင်နှချောင်းဖြစ်ပါတယ်ခင်ဗျာ